ားလုံးပဲကြောက်ခိချင်နေပြီးတော့ပြန်လေးကြိုးစားလိုက်ပါတယ်ဒီကနေ့ကျွန်တော်လွယ်ကူရိုးရှင်းတဲ့ငါးခဲဘကင်လေးကိုပြလို့ပြမှာဖြစ်ပါတယ်နူးနူးညံ့ညံ့လေးနဲ့အနံ့ရလေးနဲ့ပြည့်စုံတဲ့ခင်းလေးတစ်ခွက်လည်းဖြစ်ပါတယ်ခင်ဗျာဒီငါးခဲဘကင်မျိုးအတွက်ငါကတော့ဘယ်ငါးဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်ရိုးမပါတဲ့ငါလည်းအသုံးပြုလို့ရတယ်ကျွန်တော်ကတော့ဒီထဲမှာစနပါလိုပုံစံမျိုးအသုံးပြုထားပါတယ်အကောင်းဆုံးကတော့ဘန်ဇီနိုလို့ခေါ်တဲ့ဒီ Costco မှာရောင်းတဲ့ငါလေးကတော့ပိုကောင်းတယ်ပိုနှုတ်တယ်ပေါ့နော် ရတာအနေနဲ့ကတော့ကျွန်တော်စားတစ်ခုပဲအသုံးပြုထားတယ်။ပြီးရင်မြူဒီဇင်ကတော့ကိုယ်ဆက်စားနိုင်တဲ့တော့ကျွန်တော်အသုံးပြုလို့ရပါတယ်။ငပြောဘက်လေးအနေငယ်ထည့်ထားတယ်။ပြီးရင်ရှောက်ရွက်အရေးကြီးပါတယ်နော်။ရှောက်ရွက်လိုပါတယ်။ပြီးရင်ကြက်သွန်ဖြူနဲ့ဂျင်းကိုကျွန်တော်ဒီနှုတ်နှုတ်ဆင်းတာလိုပါတယ်။စီနေငယ်လိုပါမယ်ခင်ဗျာ။ပထမဆုံးကျွန်တော်တို့ဒီစားရဲ့မြူဒီဇင်ရဲ့ကြက်သွန်ဖြူနဲ့ဂျင်းရဲ့ကိုအကုန်လုံးတမဝအောင်မွေးပါမယ်။ မိပြီးသွားရင်ဆိုရင်ကျွန်တော်တို့ရှောက်ရွက်ကိုကျွန်တော်တို့ခြေလိုက်မယ်ပေါ့နော်ခြေတယ်ဆိုတာလက်နဲ့ပဲကျွန်တော်တို့အနှမ်းထွက်အောင်ခြေလိုက်တာဘာဖြစ်လို့လဲဆိုတော့ဒီရှောက်ရွက်ကကျွန်တော်နှုတ်နှုတ်ဆင်းတဲ့ခါကျရင်စားရတာအဆင်မပြေဘူးသူ့ကိုအရွက်လိုက်ပဲကျွန်တော်အနှမ်းအနေနဲ့အဓိကယူရတဲ့အတွက်ကြောင့်ကျွန်တော်သူ့ကိုနှုတ်နှုတ်လေးမဆင်းတော့ဘူးဒီလိုပဲလက်နဲ့ပဲခြေလိုက်တယ်အနှမ်းဒီရှောက်ရွက်ရဲ့အနှမ်းထွက်လာအောင်ပေါ့နော်ဆိုတော့ဒီရှောက်ရွက်ကိုကျွန်တော်ကာဖီယာလိုင်းလို့လည်းခေါ်ပါတယ်။ဒါဒီကောင်ရဲ့အနံ့အာဒီ၅တခုလုံးကို ဖုံးသွားတာပေါ့အဲ့အနံလေးကြောင့်လေဒီငါးခင်လေးကရန်စားကောင်းတယ်ပြီးတော့နောက်တစ်ခုကဒီအဲကြောင့်ကျွန်တော်ပထမပိုင်းပြောတာပေါ့ငါးကိုဘယ်ငါးဖြစ်ဖြစ်အသုံးပြုလို့ရတယ်တော့ဒီရှောက်ရွက်အနံဒီငါးညီနဲ့နေပါလေကိုလည်းပျောက်စေတယ်အဲ့ဒီအတွက်ကြောင့်ဒီကျွန်တော်ရှောက်ရွက်ကိုတေချာလေးလက်ကလေးနဲ့ပဲတေချာခြေလိုက်တယ်ပေါ့နော်ခြေပြီးတော့အနံထွက်အောင်လုပ်လိုက်တယ်အဲကြောင့်ဒီငါးညီနဲ့နည်းနည်းပါးပါးရှိတယ်ဆိုရင်လည်းဒီငါးညီနဲ့ရဒီ6ရွယ်နဲ့ပုံပြီးတော့ပျောက်သွားပါလိမ့်မယ် ကျွန်တော်တို့ဒီအရာတာကိုဒီချာနေမယ်မြန်မာငံပြားကြီးရှိရင်တော့မြန်မာငံပြားကြီးထည့်ခြင်းလည်းရတယ်ဒီ fish sauce ပေါ့နော် fish sauce ထည့်ခြင်းဒါ Thai ငါးခင်လို့ဖြစ်သွားမှာပေါ့ကျွန်တော်ကတော့ဒီထဲမှာ fish sauce မထည့်တာဘူးဒီစာအတမျိုးတည်းနဲ့ပဲကျွန်တော်အသုံးပြုထားပါတယ်ခင်ဗျာအကယ် fish sauce လေးနဲ့သုံးမယ်ဆိုရင်ငါရဲ့အသားကိုပိုပြီးတော့လည်းနူးညံ့စေပါတယ်အကယ်စားလို့သုံးမယ်ဆိုရင်ငါအသားနည်းနည်းလေးကျစ်သွားတယ်လို့မျိုးဖြစ်တတ်ပါတယ်ဒါကတော့ကိုယ်စိတ်ကြိုက်ပါတော့စားပဲသုံးခြင်းနဲ့ငံပြားရေးပါတယ်မသုံးခြင်းဆိုရင်ရပါတယ် ပြီးွားရင်ဆိုရင်နေထားတာအကုန်လုံးငားဟိုဟိုဘက်ဒီဘက်ကျွန်တော်တို့အားလုံးနှမ်းဆက်သွားအောင်တေချာနှိမ့်နေပြီးတော့ marinate လုပ်ပေးတာပေါ့နော်ဒါကို marinate လုပ်ပြီးတော့ကျွန်တော်တို့နိုင်ဝက်လောက်ထားတာမှာဖြစ်ပါတယ်အကေပုံနေတဲ့ဒီအဖက်တီရှင်းရင်လည်းငားရဲ့1 byte တွေကိုထည့်ပေးလို့ရပါတယ်ခင်ဗျာ ီငါခဲဘက်ကင်လေးမှာကျွန်တော်ဇပလင်ရဲ့အနံ့ကိုလိုချင်တဲ့အတွက်ကြောင့်ဇပလင်တစ်ချောင်းအသုံးပြုထားပါတယ်။ဒီဇပလင်တစ်ချောင်းကိုဒီငါနှစ်ကောင်အတွက်ကျွန်တော်မျှပြီးအသုံးပြုမှာဖြစ်ပါတယ်။ဇပလင်ကိုလည်းကျွန်တော်နှုတ်လုပ်လေးပါလိမစင်ဘူးတေချာလေးထူထောင်ပြီးတော့အနံ့ထွက်လာအောင်ပဲကျွန်တော်လုပ်ပေးမှာဖြစ်ပါတယ်။ရောင်းဆုံးဇပလင်ကိုကျွန်တော်ဇပလင်ကိုကျွန်တော်တဝက်ဝက်လိုက်တယ်ပေါ့နော်တဝက်ဝက်လိုက်တယ်ဝက်ပြီးတော့မှအဲဒီအလေးတစ်ခုခုနဲ့ထုလိုက်တယ်သူ့ရဲ့အနံ့လေးတွေထွက်လာအောင် ပြီးရင် ကျွန်တော်နှစ်ပိုင်းသုံးပိုင်းလောက်ဖြတ်ပြီးတော့ဒီငါးလေးကိုกินတဲ့ချိန်မှာကျွန်တော်ထဲมาဖြစ်ပါတယ်အခုကျွန်တော်ငါးခဲဘက်กินဖို့အတွက်စားလုပ်ပါမယ်ပထမဆုံးကျွန်တော်အလူမီနီယံဖိုင်ကိုကျွန်တော်လိုအပ်တဲ့ size ပေါ့เนาะကျွန်တော်တပီပတ်လေလောက်ရှိမယ်အဲ့တပီပတ်လေလောက်ယူမယ်ပြီးရင် ကျွန်တော်ငပြောရွက်လေးကိုအောက်ကခင်းပြီးတော့ငပြောရွက်အနံ့လေးလည်းပါအောင်လို့ကျွန်တော်ထည့်มาဖြစ်ပါတယ်။ငပြောရွက်မရှိရင်တော့ငပြောရွက်မထည့်နဲ့ဘောနော်။အလွန်မနားအပားနဲ့အထူရှိရယ်ကျွန်တော်ကတော့အထူကိုအသုံးပြုထားပါတယ်။အထူသုံးတဲ့ခါကျတော့ငားတွေပါတယ်ပေါက်မထွက်ဘူးဘောနော်။ဒါပေမဲ့လည်းအကယ်၍နှစ်ထပ်လောက်ဆိုရင်တော့ပိုကောင်းတယ်။ကျွန်တော်ဒီထဲမှာတော့တစ်ထပ်ပဲအသုံးပြုထားတဲ့ခါကျွန်တော်กินတဲ့ချိန်မှာအရည်လေးနည်းနည်းထွက်လာပါတယ်။ကျွန်တော်ကအာဗန်နဲ့ပဲกินมาဖြစ်ပါတယ်ခင်ဗျာ။အခုဆိုရင်ကျွန်တော်တို့ဒီ ပြောရက်ပေါ်မှာငါးကိုတင်တယ်တင်ပြီးွားရင်ကျွန်တော်ခုနကတော့ထူထောင်လာတဲ့ဒီဇပလင်လေးကိုငါးရဲ့1 byte ထဲမှာအနေငယ်တွတ်တွင်းပေးလိုက်ပါတယ်တချို့ဟာလည်းတွတ်တွင်းလို့မရတော့ကျွန်တော်ဘေးနားမှာပဲထည့်လိုက်တယ်ပေါ့ဘာဖြစ်လဲဆိုတော့ဒီငါးခဲဘက်ကင်အကုန်လုံးအလုံးပိတ်ပြီးတော့ကျွန်တော်တို့ငါးကိုအထဲမှာကင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဇပလင်နဲ့ကလည်းတခါလေအကုန်လုံးဝင်တော့မှာဖြစ်ပါတယ်ဒီခဲဘက် တဲ့ပုံစံကတော့ဒါမိမိစိတ်ကြိုက်အဆင်ပြေတယ်လို့ပတ်လို့ရပါတယ်ကျွန်တော်ကတော့နှစ်ရွက်ကိုအပေါ်တစ်ခုအောက်တစ်ခုပြီးတော့မှဘေးပပလဲလေးကိုအကုန်လုံးပြန်ပေးလိုက်တဲ့သဘောမျိုးလုပ်ထားတာဖြစ်ပါတယ်ငါးလေးကိုအလိုမလည်နဲ့ကျွန်တော်တို့တေချာပတ်ပသားပြီးပြီဆိုရင်ကျွန်တော်တို့ကင်ဖို့စားပါမယ်ကျွန်တော်ဒီထဲမှာအာဗန်အသေးလေးကိုပဲအသုံးပြုထားပါတယ်ခင်ဗျာ bake အနေနဲ့ပြုလုပ်ပါတယ်ဒီအာဗန်ကတော့ကျွန်တော် grill တဲ့ပုံစံမျိုးမရှိတဲ့အတွက်ကျွန်တော် bake တဲ့သဘောမျိုးလုပ်ထားပါတယ် okay air fryer ရှိရင်လည်း air fryer နဲ့လုပ်လို့ရတယ်ဒါ ကိုစိတ်ကြိုက်ပေါ့နော်အပြင်မှာမီဒီယံနဲ့ရှင်နဲ့မီဒီယံနဲ့လုပ်လို့ရပါတယ်ကျွန်တော်400 degree နဲ့45မိနစ်ပြုလုပ်မှာဖြစ်ပါတယ်ကျွန်တော် temperature တွေအချိန်တွေကုန် set up လုပ်ပြီးဆိုရင်ခုန wrap ထားတဲ့ဒီငါးလေးကိုထည့်ပြီးတော့ဒီထဲမှာကင်ပါမယ်ကျွန်တော်45မိနစ်ကင်ရမှာမယ်45မိနစ်ကင်ပြီးသွားပြီးဆိုရင်ဒီငါးလေးကစားဖို့အတွက်အစင်းင်းဖြစ်နေပါပြီအရန်ကိုမှုေးကြိုင်ပြီးတော့အရန်ကိုစားကောင်းတဲ့ ဒီငားခင်လေးကိုရရှိပြီးဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးအလူမီနီယံလေးနဲ့ရပ်ထားတဲ့အတွက်ကြောင့်ဒီငားကနူးနူးအီအီလေးနဲ့ပြီးရင်အထဲအားဇပလင်တို့နောက်ရှောက်ရွက်တို့ရဲ့ဒီအနံ့တွေအကုန်လုံး infuse ဖြစ်သွားပါဘောနော်ဝင်သွားပြီးတဲ့အခါမှာရောင်မွေးကြိုင်ပြီးတော့အနံ့ရတာနဲ့ပြည့်စုံတဲ့ငားခင်လေးကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီထဲမှာတော့ပထမပိုင်းမှာပြောသလိုပဲငံပြားရည်အသုံးမပြုတာပါဘူးအခေတ်ရင်ငံပြားရည်အသုံးပြုခြင်းနဲ့ဒါငံပြားရည်အသုံးပြုလို့ရပါတယ်ခင်ဗျာ ခုဆိုရင်ဒီ45မိနစ်ပိတ်ထားတဲ့အတွက်ကြောင့်သူကတော်တော်လေးဟိုပူတယ်ပေါ့နော်ပူတဲ့အတွက်ကြောင့်ကျွန်တော်တို့အဖုံးဖွင့်တဲ့အခါမှာနည်းနည်းလေးသတိထားပေးရပါမယ်။ဘာဖြစ်လဲဆိုအငွေလေးလက်ကိုလာပြီးတော့ရိုက်ပြီးတော့လောင်နိုင်တဲ့အတွက်ကြောင့်မှာခုဆိုရင်အရန်ကိုမွေးကြိုင်နေတဲ့ဒီငါးခင်လေးကအရန်ကိုစားလို့ကောင်းပါပြီ။ဒီတိုင်းစားရင်လည်းရပါတယ်။သမင်းနဲ့စားကြရမလို့ပါဘူး။ဒီတိုင်းတချို့တွေသမင်းမစားကျင်တဲ့လူဆိုတာဒီငါးခင်လေးကိုဒီတိုင်းလေးပဲဖွင့်ပြီးတော့စားလို့ရပါတယ်ခင်ဗျာ။ ရန်ကိုရတာရှိပြီးတော့ကျမိုင်နဲ့ညီညွတ်တဲ့ဒီငါခဲဘက်กินနေရတော့မှုကြိုင်ပြီးတော့ရန်ကိုစားခြင်းဆိုပဲဖြစ်နေပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ပြီးအားပေးကြပါအောင်ကျွန်တော်ဗီဒီယိုလေးကိုတော့အရင်အများကြီးမတင်ပြပါဘူးခုနောက်ပိုင်းမှာအလုပ်ကလည်းအရင်ရှုံနေတဲ့အတွက်ကြောင့်ကျွန်တော်အချိန်နဲ့တိတ်မရတဲ့အတွက်ကြောင့်ဗီဒီယိုတင်တာလေးနည်းနည်းလေးကျဲနေပါတယ်ကျွန်တော်တတ်နိုင်အောင်အများဆုံး ခဏခဏတင်နိုင်အောင်လို့ကျွန်တော်ကြိုးစားပါမယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ